အားလုံးပဲမင်္ဂလာပါရှင်အာစီတူတာဆောင်ရတာဆောင် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ Rose ပါဒီကနေ့မှာတော့စာရေးဆရာမ channel ကျော်မမလေးရေးသားထားတဲ့မုံရွမဟူးဆိုတဲ့ဝတ္ထုလေးကို အပိုင်း6အနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဦးဖို့ဒီကြောက်တလင်းမျက်မှန်အောင်မှာမျက်လုံးများကိုပင်မာ၍ ထာထာအားလှမ်းကြည့်လိုက်ကလက်ကစာအုပ်ကိုစပွဲပေါ်သို့တင်လိုက်သည် နေလည်းပဲအိမ်မော်တက်ခေါင်းရင်းခန်း၌ဒဲ၌ဘလက်ကလထိုင်းနေစာကြည့်နေရသူထာထာဝင်လာသည်မောင်နေဦးအိမ်ကဧည့်သည်တွေပြန်သွားပြီလေလားပြန်သွားကြပြီဖေဖေညနေကဇက်ယုံမှာတရားဟောပြီးမနက်ကပဲပြန်သွားတယ်ထာထာမှာဖာခင်အားစိုက်ကြည့်သည်အိမ်ထဲတွင်တလားခန့်အောင်းနေသဖြင့်အသားလက်နေသလိုထင်ရသည် ခေါင်းကခပ်ပါးပါခေါင်းလုံးစပင်စံတူစံစားများသည်နှကမ်းမွေးနှင့်ထတ်တူဖြူနေသည်မကျမ်းမမာဖြည့်၍မျက်နာကျသွားတော်လေရုပ်ပြက်စင်ပြက်ပိန်ချုံကျသွားပုံမျိုးမဟုတ်နှစ်ထင်းနှင့်ပါးနှစ်ဖက်ချိုင်ယုံသာပင်ကျသည်ဟုထင်ရသည်ဘဲအခါပင်ဖြစ်ဖြစ်ဖခင်ဤမျက်နာမှာအေးအေးစစ်စစ်နှင့်စိတ်ရှည်သောအတွင်ဟန်နေ၏ မမေစီပို့ကိုတမိစာတစ်စောင်ရေးထားတယ်။မမေကတော့စဖက်ပြီးစိတ်မကောင်းမှမလားမသိဘူး။ဘာစာများလဲတမိရဲ့။ဥဖိုးသိမ့်မျက်နာပြီးတီလာရှင်နဲ့ဆက်ဆိုင်လာလည်းရင်အမဲဖြစ်နေကြအိန္ဒြေတမျိုးပြောင်းထားလိုက်ပြီ။ဖေဖေနဲ့တိုင်ပင်ပြီးမှထဲ့ခြင်းလို့တမိမထဲ့သေးပါဘူး။အเจ้าကတော့ဝဝိအတွက်ပဲဖေဖေ။ထထသည်ခေါင်းငုံလိုက်ကစကားဖြတ်ထားလိုက်သည် ဦးဖိုးသိန်းသည်ငြိမ်သွားကထထအိစကားအလာကို တွေးနေရင်းဆက်ပြောရန်စောင့်နေသည်ဝဝိကိုအိမ်အောင်ရသားချလိုက်ရင်ကောင်းမယ်ထင်ပါတယ်ဟိုဘက်အင်ကဥစိုးဟန်ကဝေဝေကိုအမတန်လိုလားပါတယ်သူတို့ချင်းလည်းနှစ်သက်နေကြတယ်ဝေဝေကတော့အိမ်တော်မပြုတ်ကျင်သေးဘူးဖေဖေနဲ့လည်းမခွဲနိုင်ဘူးဆိုပြီးညင်းနေတာပဲဖေဖေသဘောကဘလို့ရပါသလဲအတန်ငယ်ငြိမ်နေကြသည် ဥဖိုးသိန်းသည်ပြစ်ခနဲသရင်းငုံထွေးကမျက်နာတသားရရဖြင့်ခက်အေးအေးပြန်ပြောသည်တမီးရဲ့မင်းကလေးအရွယ်ရောက်ရင်တီးချိန်နဲ့တီးပွင့်ချိန်နဲ့ပွင့်ဆိုမဟုတ်လားဖေဖေလည်းတီးတငဲ့အကဲကိုရောက်စကြတဲ့ကခက်ကြည့်တယ်လူကောင်းလူရိုးပါပဲဒါပေမဲ့လို့သူ့မြေပုံထိုင်ပုံနဲ့ဖေဖေတို့နဲ့ဆက်မတူလို့အိမ်အောင်ရင်အစင်မပြေမှုများဖြစ်နေမလားဝူဝေကနှစ်သက်သလားဟုတ်ကဲ့ နှစ်သက်ပါတယ်မနက်ကသမီးကိုကိုအိမ်ကိုသွားတော့ဦးစောဟန်ကအလုတ်သွားမလို့အိမ်ကအထွက်တွေ့ကြတယ်ကိုကိုအိမ်ကအပြန်သူ့အိမ်ဝင်မအောင်လို့တောင်းပန်တာနဲ့ကိုကိုအိမ်ကအပြန်သူ့လည်းအလုတ်ကပြန်လာပြီးစောင့်နေတော့ဝင်လိုက်ပါတယ်ဦးစောဟန်နဲ့နနက်ကတွေ့ခဲ့ပြောခဲ့ရပုံများမှာထထစိတ်ကူးတဲ့နိုင်ဒီလောက်မြန်မီမထင်မိပဲဦးစောဟန်မှာမိမိစိတ်ပူတကယ်တော့မဟုတ်ပဲသူက စိတ်ပူနေခြင်းမှာရှင်းလာခဲ့သည် ကျွန်တော်ပြောပြရစီတော့ထထဝဝင်းနဲ့ကျွန်တော်ကိစ္စထထသိရဆိုလို့ဖွင့်ပြောပြရစီတော့ဝဝေးကိုကျွန်တော်ချက်တာဟာပျော်ယုံပါယုံဒီစိတ်မျိုးမဟုတ်ပါဘူးသူကိုတွေ့တွေ့ချင်းကျွန်တော်အမတန်နှစ်သက်တယ်သူ့အကြောင်းကိုသူနဲ့တွေ့ပြီးတည်လာတော့သူ့ကိုသိတနာသွားတယ်ငငယ်ရွယ်ရွယ်နဲ့လူကြီးကလေးလိုတာဝန်ကြီးထမ်းနေရတာကျွန်တော်ဖြစ်မကြည့်ရနိုင်ပါဘူးကျွန်တော်မျက်စိထဲမှာတော့ကလေးလေးပဲထထတို့သဘောကျမယ်ဆိုရင်ကျွန်တော်ဘက်ကအချိန်မရွေးအစင်သိရှိပါတယ် ထထားသည် ဝင်းနှုတ်ကြီးကြာသွားသလိုစိတ်အေးသွားရသည်ဖခင်အားမေးပါအောင်မေဟုဆိုကားထားပြန်လာခဲ့သည်ဥဆောဟန်နေပြောကြဆိုကြသည့်အကြောင်းများဖခင်အားရေးလဲအောင်ပြောပြပြီးနောက်ဖခင်ကိုအကဲခလရဲ့တွေ့ကြည့်နေလေသည်သူတို့ချင်းနဲ့တက်ကြရဆိုရင်တော့ဖေဖေကကန့်ကွက်ဖို့မရှိဘူးငါသမီးလေးစိတ်ချမ်းသာဖို့ဖေဖေလိုလားပါတယ် အေးခုနကပြောပါကောဇရိုက်ချင်းမတူတော့သူ့အတွက်နောင်ရီသူစဉ်းစားဖို့ပဲအမကရောဘာပြောတလဲကြီးတော်ကဝဝင်းနှစ်သက်ရင်ရက်ရှည်ဆွဲမနေနဲ့ပေးစားလိုက်တာကောင်းပါတယ်လို့ပြောပါတယ်ကိုကိုတော့မပြောသေးဘူးဖေဖေသူကတော့သဘောတူမှာမဟုတ်ဘူးဥဖိုးသိမျက်လုံးများသည်တနေရာရဲစူဆိုင်လျက်မျက်တောင်မခဲရှိနေသည် တွေ့သောစဉ်းစားနေသည့်အာယုံဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးသည်လွန်ခဲ့သောအတိတ်ကိုပြောင်းနေလျက်ရင်းနှင်းတွင်လှူရှားနေလေသည်ဒေါ်များတက်သည်ဘီးစရုံးကလေးပုံပုံကလေးထုံကအင်ကြီးတို့ပြီးကြငွေလုံးကြီးအဆက်ပြောင်းအနက်နှင့်ဥဖိုသိန်းအနား၌မခိုးတရွထိုင်နေလေသည်ဥဖိုသိန်းအားမကြည့်ပဲမျက်နှာကိုဝက်လျက်ကလေးချင်းနှစ်သက်နေကြပြီပေးသားလိုက်ပါရှင်ဟုပြောလေသည် ကိုတက်နန်နဲ့ထထရိုစေဇယ်လက်ထပ်ဘူးအတွက်ဇနီးတဲ့လာပြောနေပုံကိုပြန်အမရနေလေသည် ဥဖိုးသိမ့်သည်ထထကို ပြုံကြည်လိုက်လေသည် ဟုတ်တယ်ဖေဖေရဲ့ဖေဖေသားကတော့အခုသခင်တွေနဲ့ပေါင်းမှမျိုးချင်းစိတ်တိတ်ခတ်တန်နေတယ်ဥသောဟန်တော့သူကြည့်လို့မရဘူးဘိုးဆန်လုံးလို့တဲ့ထထသည် ဖခင်ကြီးအပြုံမျက်နှာကို ကြည်လျက်ရေရှွန်းပရှင်ပြန်ပြောလိုက်သည်ဘိုးဝေသည် ခေါင်းလျှော့ပြီးသမီးများကိုဖြန့်လျက်အင်ကြီး လုံးကြီးအသက်နှင့်နို့ဖန်ခွက်ကိုကိုင်ကအခန်းထဲသို့ဝင်လာသည်ဥဖိုးသိမ်းမှတမီးဤရုပ်စင်းချစ်စနိုးကိုလှမ်းကြည့်လျက်ဖန်ခွက်ကိုလှမ်းယူလိုက်ကတမီးစပင်ကိုဖားလာချမထားနဲ့အဖျားကလေးနက်နက်ခောက်ထုံးထားလေဟု ပြောလိုက်သည်ဝဝိမိခင်တော်များတမခေါင်းလျှော်ပြီးတိုင်းစပင်ကို အဖျားကထုံးထားသည်ဖခင်၏အတန်မှာမူမန်ဟံမတူခြေခွဲဝန်းနေသောခံစားမှုသည့် အတန်မှာဂရိရိုက်နေဟန်တူသည် ဝဝေသည် အာရပါရပြုံးပြီးကြောကစပင်းများကိုစုသုံးလျက် ပခုံးရှိသူချလိုက်ခါအဖျားကလေးကို ထုံနေသည်ဥဖိုးသိမ့်မှာဝဝေကိုစင်စင်ကြည်နေလေသည်ထာထာမှာအမတ်တမဲ့နေရာမှာထလာခဲ့သည် ဇပင်ကိုအပြားထုံးပြီးကျောဘက်သို့ပြန်ချလိုက်ကရွှေရွှင်ပြပြမျက်နှာဖြင့်ဖခင်တောက်ပြီးသောနှုတ်ဖန်ကွက်ကိုပြန်ယူထွက်လာသည်မဲအီမအပါအားလုံးမျက်စီထဲတွင်ဝူဝေမှယနေ့ညနေခါတိုင်းထက်ပိုလနေသလိုမှတ်ကြသည်ဝူဝေကိုအေးတယူဆိုင်ကြည့်ကြသည်ဂျောဟန်ဆိုဟန်ကလေးသည်အတီးတီးမျက်စီထဲ၌ဆွဲနေကြသည်ရေပုံပြုံပုံကလေးသည်အတီးတီးအသေးထဲ၌ဆွဲနေကြသည် ဝဝေးဟုခေါ်လိုက်သည်ကအစခေါ်လို့ကောင်းတယ်လို့ခေါ်လို့မဝတယ်လို့ဖြစ်နေကြသည်ညနေဆောင်တွင်ညီမနှယောင်မြစ်ဖက်သို့လမ်းလျှောက်ကြသည်တောတက်မှအိမ်ဝါကနေ၍မျက်စိတဆုံမျောကြည့်ကြံရည်ခဲ့သည် ထထသည်လမ်းတွင်ဥသောဟန်နှင့်မနကပြောကြဆိုကြပုံများကိုခက်ဖြည်းဖြည်းပြောလာလေသည်ဝဝေမှာရှင်ပြလည်းရဲ့စိတ်လက်ပေါ်ပါစွာရှောက်လိုက်လာလေသည်။ငါကတော်တော်စိတ်ပူတာ ျော်ယုံပါယုံကြံနာများလားလို့တွေးကြောက်မိတယ်။သူကတော့တကယ့်ကိုချစ်တာအမှန်ပဲ။အချိန်မရွေးသူ့ဘက်ကအစင်သစ်မှာပဲတဲ့။ထထသည်စကားပြောရခါအတွင်းနေရှောင်းနေသည် သူဒီကိုတက်နံနဲ့တွေ့ခဲ့ချစ်ခဲ့ပုံများကို ပြန်လည်တွေ့တော်မိလျက်ဝဝင်းနဲ့သူနဲ့အချစ်ရည်တွေနှစ်သက်မြနိုးလာခြင်းမတူကြပုံကိုစဉ်းစားဆင်ခြင်ကြည်လာသည်ကိုတက်နံနဲ့လူချင်းမြင်ဘူးစားကပုံတံတန်းကိုပြန်လည်ထင်ရောက်မိလိုက်သည် မြေကမ်းမနာတို့ကလန်တော်လေကလေးမှာရေချနေတဲ့ပြေတရားသူကမချီနိုင်မဲနှုံများထူထပ်နေသော လတာပြင်ကြီးကိုဥထိုးဆိုင်ရသည်လေပေါ်၌အသားညွညွညံမဲတထားသော လူရည်တန်တန်တူနှင့်အိမ်ကြီးမရှိပစိုးဟောင်းခေါင်းပတ်ထားသော လေသမားသာပါသည်ထထသည်မော်လမြိုင်ကျုံတစ်ဖက်ကမ်းရှိကိုနေဦးဤဇနီးတန်တန်တို့ဆန်ဆက်ဝင်ရှိခြေတန်းရှင်အိမ်ကြီးပေါ်မှာ ကန်သူဥထိုးဆိုင်လိုက်သောလှေကလေးကို ရက်ကြီးနေသည် မျက်မှန်နေလူသည်လှေဦးတွင်ရက်ကနုံနှုံများကို မျောကြည့်၍ပစိုးကိုဒူးစလောက်ရောက်အောင်ပြင်ဝပီးသာရေအိတ်ကလေးကိုဆွဲလျက်နှုံးထဲသို့ဆင်းလိုက်သည်သူ့နှောင်း၌လေသမားသည်နှုံးများကိုကျင်လေစွာယုံလာကလက်ထဲမှာတည့်ရေအိတ်ကိုလိုက်လူလေသည် နှုံးနှံနဲတွင်ကျုံနေသွားသောခြေတော်ကို ခဲရင်းစွာအာယူနှုတ်ရလျက်လတာပေါ်၌ရင်တိရင်တိုင်းဖြစ်နေသူကိုငေးကြည့်နေစေခုပြောင်းလာတဲ့ဆရာဝန်အစ်တဟာသူ့ပေါ့အဖိုးဆန်စီလာတာဟုအနားရောက်လာသောတန်တန်ကပြောလိုက်သည်နှုံများကိုပင်မခဲရင်စွာယုံလျက်တရားနာရောက်မှတရားကိုဆွဲခိုးတလာက ဇဝင်းဘေးမှဖြဲ၍ခလန်းလန်းတဲကလေးနှင့်ဆက်လျက်နွားတင်းကုတ်ထဲသို့ကုန်းဝင်သွားသည့်အထိ မျက်ခြေမပြတ်ငေးကြည့်နေသည်ကိုယ်တန်နံကိုစာမြင်ဘူးသောနှုံနဲ့ကျွနေသည့်ပုံတယ်မှာထထာဤမျက်စိထဲမှာမထွက်တော်ပင်အဖိုးဆန်ကြီးခြေထောက်ငုံဆူပြီးအနာဖြစ်တာ ဟိုဘက်ကလင်းငါကပဲကူပြီးစေးယုံသွားစေးထည့်နေသေးတယ်။အခုတော့လုံးလုံးမထနိုင်လို့မသွားနိုင်တော့ဆရာဝန်ကနေတိုင်းလာတာမလာလို့စိတ်ပူပြီးဒီဘက်ကန်းသူ့ဟာသူကူးလိုက်လာပြီးလာကူပေးနေတာညနေတိုင်းကူးလာတယ်တိတ်သဘောကောင်းတဲ့ဆရာဝန်အဖိုးကြီးတနာလို့အလကားလာကူတာလေထိုးစင်းကတန်းတန်းပြောလိုက်သောစကားများမှာနားထဲမှာတစင်နှလုံးသားထဲတွင်ပဲတင်ထက်သွားခဲ့လေ၏လေးစားဖွယ်ရကောင်းသော ကိုတက်နံဤစိတ်နှလုံးကို ဒီကအစာ၍မျက်နှူးခဲ့သည်တောင်မွေးကော်စောကြီးပေါ်၌ဖနက်စည်းနေသူနှင့်ရွှွန်နှုန်နှင့်နစ်နေသူနှစ်ဦးကညီမနှယောက်တွေ့ကြပုံတွေ့ကြနေတလန်းစီဖြစ်ကြ၍မျက်နှိုးနှစ်သက်ပုံမှလည်းတခြားစီဖြစ်နေကြလေ၏တထာသည်ထိုးထိုးဤဤတွေးလျှောက်လာရင်းကပင်နင်းကိုရော သူ့ချစ်တာအမှန်ပဲနင်းကရောသူ့ကိုဘလို့ချစ်တာလဲဟု ဖြက်ကနေလှဲ့မေးလိုက်သည်ဝဝေသည် ထထအိမေကွန်ကိုကြောင်ရွေးသွားကဘလို့ဖြေရမယ်မသိ၍ခြေတုံးသွားလျက်အဖြေရချက်ကဘလို့ဖြေရမှလဲဟုပြန်မေးလိုက်သည် မဟုတ်ဘူးလေနင်သူကိုဘလို့သဘောကျတာလဲဘလို့ချစ်တာလဲဆိုတာငါ့ကိုပြောစမ်းထထသည်ပြောပြီးဝဝေးဘက်သို့လှည့်၍ပြုံးကြည့်လိုက်သည်ဝဝေးသည်လမ်းကို မျက်လုံးဆိုင်နေက ဖြင်းနှေးစွာစဉ်းစားလာလေသည် ထထမှာဝဝေစဉ်းစားနေသည့်အချိန်အထိစောင်းဆိုင်၍လျှောက်လိုက်လာသည်တတော်ကလေးလမ်းမှာဝဝေကအတန်ပြော့ပြော့ပြင့်အပြေးပေးသည်ဝဝေကိုလေသူတိတ်ချစ်တယ်တိတ်ချစ်တာကို ပြန်ချစ်တာပါပဲဟု ထထကိုဝဝေက ပြောပြသည်ထထသည်ဝဝေကိုလှဲ၍တွေ့တွေ့ကလေးကြည်လိုက်၏ထထ၏မျက်လုံးမှာတနာခြင်းဂယုနာမကင်းသည့်အရေးအယောင်များပေါ်လွင်နေလေသည် ဘိုးဝေးမှာအဖြစ်ပေးပြီးမျက်နာကလေးနီမြန်းအောင်ရှက်သွားလျက်သူ့အဖြစ်ကိုသူပြန်၍စစ်ဆေးစဉ်းစားသည်ဖေဖေကဘာပြောသလဲမမထထမှာရင်ထဲတွင် မတင်မကျကြီးကိုစက်မေးခြင်းလျက်တို့၍အဖြစ်ရကျက်သွားမှာကိုစိုးတော်ချောင်းမမေးတော့ပဲပြောလိုက်သည်ဖေဖေကနင်းနှစ်သက်ရင်နင်းစိတ်ချမ်းသာရင် မကန့်ကွက်ဘူးတဲ့သဘောတူပါတယ်ဇိုက်ချင်းမတူတာကိုတော့နင်းဟာနေနောက်ရေးစဉ်းစားဖို့ပဲလို့ပြောတယ် ဇေယိုက်ချင်းမတူမှုဘိုဆန်မှုကို မကောင်းသည့်အချင်းရများဟုမထင်မှတ်ခဲ့သောဝေဝေမှာဖခင်စိုးရင်ပူပန်ခြင်းကိုပေါ်ပေါ်လောက်သာမှတ်တင်လိုက်သည်အကိုသိရင်ဘာများပြောမှမသိဘူးနော်မမထားထားမှာဝေဝေပြောင်းမေးလိုက်သောမိကွန်ကြောင့်စိတ်ကူးကိုဖျက်လျက်မောင်ကဘာမှပြောမှမဟုတ်ပါဘူးဒါပေမဲ့အကိုသိရင်ဘာများပြောမှမသိဘူးဟေးဟုဆိုကဟိငနဲ့ရဲသောအတန်ကလေးထွက်သွားလေသည် အကိုကြီးလားမပြောပါနဲ့မမရဲ့ဟုဝေဝေကရှက်ကိုရှက်ခန်းဖြင့်ပိန်နေလေ၏အတိအိမ်တအိမ်ကလမ်းရွေနှုတ်ဆက်သဖြင့်ထားထားမှခဏရက်ခါနှုတ်ဆက်စကားပြောလိုက်ပြီးပြန်လျှောက်လာ၏ရှက်ကိုရှက်ခန်းဖြစ်သွားသောဝေဝေအားနောက်ပြောလိုက်သည်ညဘက်အိမ်ကိုကူးခဲ့ပါဝေဝေနဲ့စကားပြောနိုင်ပါတယ်လို့ထခင်ဒီငါကပြောတော့လေညနာကိုပြားရီလောင်းထားတယ်လို့ပဲဖြစ်ကြံရစ်တယ် ဘဝေမှာညလာမည်ဆို၍ရင်းနေ၌ဖိုလိုက်သွားသည်ဖိုလိုက်သွားသည်ဖြင့်မောတလိုရှိသောအတီတွင်အသေးအေးနေသောအဖြစ်ပါစုရော၍စိတ်များသွားလေသည်ကန္နာလမကိုနေဦးတို့အိမ်ဘက်သို့ကွေလျှောက်သွားကြသည်ကိုနေဦးဤဇနီးတန်တန်သည်ထမင်းရင်ရှားလည်းရဲ့တပတ်ချုံကတန်တိုင်းတကားကိုပြေးဖွင့်ပေသည်အိမ်내၌ကိုနေဦးသည်စွကျဲအင်းကြီးဝကချွေးတလုံးလုံးဖြင့်ထမင်းငုံစားနေရမှာ သခင်မျိုးဟေတိုးပံမှာအရေးတော်ပုံအောင်ပါစေဟုလက်ယုံတက်လက်ရဲ့စီးလန်းနောက်လိုက်ပြီးစားကြအောင်လာကြဟုထမင်းစာခေါ်လိုက်သည်တန်တန်ကထမင်းစပွဲဝိုင်းအနာဖြာခင်းပေကဝဝင်းနေထထာတို့ဝင်းထိုင်ကြသည် ထထာသည်ကိုနေဦးကိုခန့်ငင်းငေးပဲကြည်နေ၏ကိုနေဦးမှာထမင်းပလောက်ပလောင်နဲ့သခင်အသင်းထောင်ပြီးချောင်းကိုမိမ့်မိန်ရှက်ရှက်ကြီးပြောရင်မိမ့်မိန်ရှက်ရှက်ကြီးစာနေ၏ ထထားနေစကားပြောရင်းဖောက်၍ခေါမနေနဲ့တန်တန်ရဲ့ဝဝေကဇပွဲနဲ့ကလထိုင်ထဲမှာစားတာဟုအတီပေါင်းနောက်လိုက်ရာဝဝေသည်ရှက်ရှက်နဲ့ပခုံးကိုလှမ်းထူနေသည်ထထားမှာမျက်နာမတိမသားပြတ်သွားသည်မိမိတို့တိုက်မျောအုပ်စုကြီးထဲမှာဝဝေအပြင်ဘက်သို့ရောက်တော်မူဖြစ်သောအတီအမြင်ဖြင့်ရင်းနေလေသွားသည်တစ်ချိန်လုံးစကားသာကြည်ပြောနေရသည်စိတ်ထဲကမပါလား ကြကြမနေခြင်းတော့ပဲအောက်အင်းနေရာကနေဝင်ဖြိုးဖျားရှိမှထားပြန်လာကြသည်နေဤအလင်းရောင်ရိတ်သိမ်းသွားပြီနော်မောင်မိုက်လာလည်းရင်လမ်းထဲကမီးရောင်မှဖြော်မိန်လည်းအမောင်နဲ့အလင်းမှာအရေးများဖြစ်ရှနေကြသည်ဝဝေသည်စပွဲကုန်တွင်ထိုင်ကလမ်းသို့မျောကြည့်နေသည်ထထနဲ့တော့တက်မှစောစောပင်အိမ်မောတက်သွားကြသည်မဲအင်းမှာတန်တကားတော့ကန်၍အပေါနာနိုင်ထိုင်ဆောင်နေ၏ ဦးစိုးဟန်ပေါလာလေသည်မဲအေးကတကားပွင့်ပေးပြီးပိတ်လိုက်ကနောက်ဖေးသူထွက်သွားလေသည်ဝေဝေသည်ဆိုင်ရေးစပွဲတွင်ခေါင်းငုံလျက်နေရာဦးစိုးဟန်မှဖြင်းညင်းစွာရှောက်လာလျက်စပွဲတစ်ဖက်မှနေ၍သူ့ခါကြီးကိုကန်လိုက်ကခြာသိမ့်ဟု လေးတန်လေးပြည့်ခေါင်းချင်းထူးလိနီနီကုန်ခေါ်လိုက်သည်ဝေဝေသည်ခေါင်းကိုတဖြည်းဖြည်းမော်လျက် မျက်နာပေါ်၌မိုးထားသောဥသောဟန်၏မျက်နာကိုရည်ဝေသောမျက်နာဖြင့်ပြုံးကြည့်လိုက်လေသည်မျက်ရည်များသည်မျက်လုံးထဲ၌ဝဲနေကြသည်ဥသောဟန်သည်ဝဝေ၏မျက်လုံးထဲမှ မျက်ရည်များကိုမြင်လိုက်ပုံမရစပွဲကုံပေါ်၌တင့်မလွဲတထိုင်လိုက်သည်ခေါင်းလေးစီနှင့်စပြမွေအနံ့များထောင်းကနေမှွေသွားလေသည်စပွဲပေါ်၌တင်ထားသောဝဝေ၏လက်ကိုဆုပ်ဖြစ်လျက် ဦးကဘာပြောတလဲဝေဝေဟုငုံမေးလိုက်သည်ဦးကမေးပါဦးမယ်လို့ထထားကပြောသွားတယ်ကိုတို့မြင်မြန်ကိစ္စပြီးလိုက်ကြစို့နော်ဟုတ်လားဝေဝေသည်မလုပ်ပေးဦးစောဟံမှာအာမလို့အာမရဖြစ်လာသည်အပြေမပေးပဲငြိမ်နေခြင်းသည် အတွေးရကြက်စရာငငယ်ရွယ်ရွယ်မို့အိမ်အောင်ပြုဖို့များဝင်လေနေသလားလက်ထရန်စိတ်မပါခြင်းသည်နှစ်နှစ်ကာကာချစ်သောအချင်းမဟုတ်ပါလေစားဦးစောဟန်သည် တွင်ဝင်နေသောဝဝေးရမှုအရာကိုအကဲခတ်ကြည့်လျက်ဒုလောဒုလောတွေးလိုက်မိ၏ဘဝေးမှာအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ပါပြီဟုတွေးလိုက်ခါအဖြေပေးရန် အခက်ကြုံနေလေသည်ဦးစောဟန်နေချက်ချင်းလက်ထပ်ဖို့အတွင်မှာကိုစိတ်ကိုတိုက်တွန်း၍မရနိုင်လောက်ခဲရင်နေပေသည်လက်ထပ်ဖို့အာယုံပြူးကြည့်သည်နှင့်ထိုအာယုံနောက်သို့ဝဝေးဤဝိညာဉ်သားလည်းရင်အနှင်းနိုင်လေကား ဝိညာဉ်နဲ့အတူတူဝဝိကိုကိုတပါတဲ့အနေရွေမရနိုင်စိတ်သွားတိုင်းကိုမပါနိုင်သည့်ခဲရင်ချင်းမျိုးတွေ့ကြုံနေသည်ဝဝိသည်စိတ်သွားတိုင်းကိုပါနိုင်အောင်ကြိုးစားကြည့်သည့်အချိန်ဤအင်ကြီးမှယုံထွက်ဖို့ရန်မခွဲထွက်နိုင်သောအဖြစ်မျိုးရောက်နေ၏ဥသောဟံမလာခင်မကြသေးခင်ကဥသောဟံနှင့်လက်ထက်လိုက်ကဥသောဟံနောက်သို့အတင်းလိုက်သွားကြည့်သည်ဝဝိသည်ငြိမ်နေလေသည် လက်ကိုလာကင်ဆုတ်ထားသောဥသောဟန်ဤလက်ကိုစိုက်ကြည့်လျက်နေသည် ခွဲခွာခဲ့သောအင်ဂျီနှင့်ဖခင်နှင့်ကြီးတော်တို့ကြံရည်ခဲ့ပုံသည် မျက်စိရဲပေါ်လာသည်ချိန်ပလက်ကလထိုင်ကြီးပေါ်၌ဖခင်ကလှည့်နေလျက်ကလထိုင်တလုံးပေါ်တွင်ကြီးတော်တမန်ငုံတုံထိုင်ကတယောက်နေတယောက်စကားမပြောကြဘဲခြောက်သွေ့တိတ်ဆိတ်နေသည်ပုံတရံများသည်ဝဝိအားဖန်ဆာထားသည် မိခင်တီလာရှင်ဝစ်စာကတချီတချီတွင်းခဲ့ရသောဖခင်ဤငိုင်းမိုင်းနေတတ်သောမျက်နာမျိုးအတိုင်းပလက်ကနထိုင်ကြီးပေါ်တွင်ငိုင်းမိုင်းနေသောမျက်နာနှင့်အစိုးရဆုံးရှင်နေချောက်ချလေသည်အိမ်ချင်းအိမ်ချင်းကနေတာပဲခဏခဏကူးလာနိုင်တာပဲစသည်ဖြင့်တီချားတဲ့လှက်ပက်ရွင်နေအာပေကြည်ဤတို့ရတွင်မော်လမြိုင်ကျုံးမတနေရာသို့ပြောင်းချရလျင်သူနောက်သို့လိုက်သွားရမည်အတိက၆လက်နေသောကြောင့် အိမ်နှင်ခွဲရမှအကြောင်းရင်းကမတွင်းဝင့်အောင်ရင်တုံနေလေသည်ဝဝေသည် အစွမ်းကုန်ကြိုးစားလျက်ပြုံးကဖြစ်ဖြစ်ပေါ့ကိုရဲ့ဟု ပြောလိုက်သည် အလေမလိုသော အတိတ်ပဲမျိုးအတိတ်ပဲနေထက်သူအတန်မှဆွဲနေသည်ဥသောဟံမှမျက်နာပြတ်သွားလေသည်မျက်မှောင်ကျုံလိုက်ကဘလို့ပြောလိုက်တာလဲဝဝေကိုနဲ့လက်မထက်ခြင်းဘူးလားဖြစ်ဖြစ်ဆိုတာဘာကြောင့်လဲဟင်ဟုမေးသည် အတန်တမျိုးဖြစ်နေသောဥသောဟံအားမျက်လုံးချင်းဆိုင်ကြည့်လိုက်သည်အတန်သာတမျိုးဖြစ်သည်မဟုတ်ညနာကိုလည်းတမျိုးပြောင်းမြင်ရသည်ရှင်နေအောင်သွားသောခန်းစားချက်များကိုအကွင်လိုက်ပေါ်ပြသောမျက်နှာမျိုးဖြစ်နေသည်ဝဝေးဤစိတ်မှာယိုင်သွားလေသည်တစ်ဖက်သို့လုံးလုံးယိုင်သွားသည်ဟုလည်းမဆိုသာတောင်မီယာနှင့်မကျွမလွတ်သောယိုင်နီမျိုးတင်ယိုင်သွားသည် ဖြစ်ပေတာတယောက်တည်းမဟုတ်ဘူးဆိုရင်ခုချက်ချင်းလက်ထပ်ပါရဲ့ဟုစိတ်ဖြစ်သွားသည်စိတ်แท้ဖြစ်တာကိုဖွင့်ပြောခြင်းလည်းရဲ့အပြောရခဏဤဖားကေတယောက်တည်းဖြစ်နေမည်ဆို၍ဆိုင်းခိုင်းသည့်ကိစ္စသည်မခိုင်လုံမှန်တွင်မိသည်ဖားကေတသက်လက်မထပ်ပဲဆိုင်းနေကြရမလို့အတိတ်ပဲရှိနေသည်ဖားကေတယောက်တည်းဖြစ်မနေအောင်မည်သည့်နီးနေများမိခင်ကလည်းလူထွက်ကဖခင်အနာတို့ပြန်လာတော့မည်မဟုတ်သည့်အတွက် တယောက်ထဲကြဟူသောအကြောင်းပြအဖြစ်ပေးရန်ခံနေခြင်းဖြစ်သည်ပြောလေခြားတိတ်လက်မထက်ခြင်းမူလားဒီလိုလဲမဟုတ်ပါဘူးနို့ဘလို့ကြောင့်လဲဦးစောဟံမဝေဝေဤအကဲကိုကြီးကဘာကြောင့်ဝင်လေနေမှန်းတပြေးပြေးရိမ်မီလာနေသည်ဦးတယောက်တည်းဖြစ်နေမှာမို့လားဟုနှုတ်ကထွက်သွားပြီးစိတ်မကောင်းဖြစ်သွားသည်ဝေဝေမှာဝင်ခံသည့်အလားခေါင်းငုံသွားလေဤဝေဝေစဉ်းစားပါဦး ဘဝေအဖို့ဒီလိုသာနောက်ဆန်နေတင်းနေရင်မခတ်ဘူးလားဥကုံမတနာလို့မဟုတ်ပါဘူးဒါပေမဲ့ဝဝေတယောက်တည်းဥကုံငဲ့နေရမလို့ဖြစ်နေပြီဘဝေမိမိကလည်းသူ့သဘောတိုင်းသူသွားပြီအမရီအကိုရီလည်းအိမ်အောင်ပြုတ်ကုန်ကြပြီဘဝေကြမှာနောက်ပိတ်ဆုံးလာပြီးခွဲဖို့ခဏရတာဘဝေဘက်ကနေပြီးကိုကဘလို့အလိုက်တီးရမှာလဲအိမ်အောင်ပြုတ်ရင်တော့ခွဲစားရမှာတမတာပဲဥကကောဘာပြောတလဲဟင်ဥစောဟန်တီ ြောပြီးဝဝေးဤမျက်နာကို ဆွဲ၍ပေယူခိုင်းတာကအပေါ်ကမိုးကြီးနေသည်မျက်နာကလေးညိုလျက်ဖြင့်မျက်လုံးကလေးပြုံးရယ်ကပြန်ကြည့်နေပုံကို တွေ့ရမြင်ရမှာပင်အတန်ငယ်စိတ်သက်သာရာရသွားလေသည်ဖေဖေကတော့ဝဝေးသဘောပဲခွန်ပေးတယ်လို့မမထားပြောတာပဲဝဝေးလေးကိုနဲ့လက်ထပ်ချင်ပါတယ်ဖေဖေကလည်းခွဲရမှာတနာတယ်ဘယ်နဲ့လုံးမလဲမျက်ရည်များဝဲလာလေ၏ မျက်နာလေးမှလည်းပြုံး၍နေသည်ခေါင်းကလေးဆောင်းကကနွယ်ကရပြောလျက်မျက်ရည်ယူဝဲဖြင့်ပြုံးနေသောမျက်နာကိုအားရပါရစိုက်ကြည့်ရင်မထိန်နိုင်မသိမ့်နိုင်စိတ်ဖြင့်နှစ်ဖူးချင်းကုန်ထီပြီဘိုးဝေကိုလေပွေပြီးအိမ်ကိုတခါတည်းသာခေါ်သွားခြင်းမပါဘီဟုမျက်နာချင်းအပ်ပြောလိုက်လေသည်ဘိုးဝေသည်မျက်လုံးများပိတ်ထားလေသည်လိုင်းမှုသလိုတရေရေဖြစ်လာလေသည် ျက်နာကိုတိုးဝင်းလျက်ချိန်မနိုင်ခဲမရပြောဆိုနေသောအတန်များမှာနားရေ၌နှစ်ဝင်ပြင်းပြလျက်ရင်ထဲဝယ်မချီမဆန်ဖိုလက်လိုက်မှွေနေပေသည်ဝဝီဤမျက်လုံးများမှာမျက်ရည်များစီးကြလာလေသည်ဥဇဟံမှာမျက်နာချင်းခွာလိုက်ရကဘောင်းမီအိတ်ထဲမှာလက်ကင်ဘဝထုတ်၍အตาရာတူတုံပေးလျက်ဝဝီတရင်ကျွေးလက်ထကြပါစို့နော်ဦးကိုကိုပြောတော့မယ်ဟုတ် အတန်တဲ့တဲ့နဲ့ပြောနေလေသည် ဝဝေသည်ဦးစောဟန်ဤလက်ကိုလှမ်းကိုင်းလိုက်ကတင်းတင်းကြက်ကြက်ကြီးစုပ်ထားလျက်မျက်နှာကိုပြည့်ပြည့်တင်းတင်းကြည်၍သာနေလေကလက်ထမီးအရေးကိုစိုင်းမရန်အတန်တန်တောင်းပန်နေသောစကားများမှာလေချောင်းထဲတွင်တင်းနေလေ၏ကျမဖပြတော်ကိုအစာဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်ထပ်နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေသုတရတဆောင်းပါးတွေထူးခြားစံချယ်ဝတ္ထုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကိုလည်း like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးရန်ရေကင်းရှင်းကြပါစေရှင်